မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်အုတ်ချုပ်ခွင့်ရာရွာငံမြို့နယ်မှာစစ်သားအဖြစ်နဲ့အတင်းအဓမ္မဖမ်းဆီးထားတဲ့လူငယ်များကိုလာရောက်ခေါ်ဆောင်တဲ့စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခဲ့ရာရဲလေးဦးတိုက်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်မေလ14ရက်နေ့မနက်9:00အချိန်ကရွာငံမြို့နယ်နွားပန်းကြီးကျေးရွာမှာအတင်းအဓမ္မစစ်သားစုဆောင်ထားသူများကိုခေါ်ဆောင်ဖို့အတွက်ရွာငံမြို့ ထွေထွေအုပ်ချုပ်ရေးမှုရုံးနဲ့မြို့မရဲစခန်းတို့က hijack ၄၄စီးနဲ့ထွက်ခွာလာတဲ့စစ်သားရဲထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများကိုနွားပန်းကြီးလမ်းမုံလေလမ်းခွဲအရောက်ပရိသားမိုင်း၃လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုကြောင့်ခြေဆုံးကနေထွက်ခွာလာတဲ့လုံခြုံရေးကားများမိုင်းထိမှန်ခဲ့ပြီးတော့ရဲလေးဦးတေဆုံးကရဲမေတအုပ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ နောက်ကနေလိုက်ပါလာတဲ့ကားဒီပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ရဲများကအနီးပတ်ဝန်းကျင်ကိုမိနစ်အနည်းငယ်ခန့်ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါဗါတယ်။အဲဒီနောက်မှာတော့တေဆုံဒဏ်ရာရရှိသူများကိုတင်ဆောင်ပြီးတော့ရွမ်ငန်မြို့နယ်ပြည်သူစေယုံကြီးကိုတဲဆောင်သွားတယ်လို့သိရပါဗါတယ်။၎င်းတိုက်ခိုက်မှုကိုရွမ်ငန်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ YNPDF ရွမ်ငန်ပကဖတက်ခွဲတက်တက်ခွဲနဲ့ဓနုအခြေဆိုင်တက်3933တက်ရင်တက်ခွဲနဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောင်းပြည်မြို့နယ်ရွှေကုတ်ကိုမြို့တဲ့ကြားဖြန့်အွန်လိုင်းငွေလင်းလဲဂိုင်းများနဲ့လောင်းကစားလုပ်ငန်းများပုံမှန်လည်ပတ်နေတဲ့အပြင်အလုသမားအသစ်များကိုအချိန်အဟုန်နဲ့ခေါ်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကမိုဘိုင်းအင်တာနက်လိုင်းများဖြတ်တောက်ခြင်း၊ Fiber အင်တာနက်လိုင်းများဖြတ်တောက်ခြင်းများလှုံ့ဆော်နေတော်လဲရွှေကုတ်ကိုမြို့တဲ့အတွင်းမှာအင်တာနက်လိုင်းများလုံးဝပြတ်တောက်ခြင်းမရှိဘူးလို့သိရပါတယ်။ BGF ကရွှေကုတ်ကိုအပါအဝင်မြောက်ပြည်မြို့နယ်တဝိုက်မှာအွန်လိုင်းလုပ်ငန်းများလှုပ်ဆောင်နေတဲ့နိုင်ငံသားများအားလုံးကို အော်တိုဘာလ31ရက်နေ့နောက်ဆုံးထားပြီးတော့ထွက်ခွာသွားကြရန်ညွှန်ကြားချက်များထုတ်ပြန်ထားတော်လဲတရုတ်အများစုဟာရွှေကုတ်ကိုမြို့တက်ထဲမှာရှိနေသေးဖြစ်တယ်လို့သိရပါတယ်။တရုတ်နဲ့ထိုင်းအလုံသမားတို့ချို့နေရပြန်မှုရှိခဲ့တော်လဲထွက်ခွာသွားကြတဲ့ပမာဏဟာအနည်းငယ်မျှတာရှိတယ်လို့သိရပါတယ်။ရွှေကုတ်ကိုမြို့တဲ့အတွင်းမှာလုပ်ငန်းများဟာပုံမှန်လေပတ်နေတဲ့အပြင်အရှိန်ဟုန်နဲ့ကြီးထွားနေကြောင်းကိုရွှေကုတ်ကိုမြို့တဲ့အတွင်းမှာရောက်ရှိနေတဲ့ CDM တအူးကပြောဆိုခဲ့ပါဗျ ရွှေကုတ်ကုန်းနဲ့မြောက်ရီမြို့နယ်ထဲမှာကြားဖြတ်လုပ်ငန်းတွေဟာပုံမှန်အတိုင်းဆက်လက်ပြီးတော့လုပ်ကင်နေကြတဲ့အပြင်နေစင်နဲ့အမျှလူသစ်တွေကိုခေါ်ယူနေပါတယ်ကြားဖြတ်ကုမ္ပဏီတွေရဲ့ HR အများစုဟာ Telegram မှာ group တစ်ခုဖွဲ့ထားပြီးတော့အလုပ်ခေါ်စာတွေကိုစင်ဆက်မပြတ်ခေါ်နေတယ်အဓိကကတော့ရွှေကုတ်ခိုထဲမှာနိုင်ငံခြားသားတွေဆက်ရှိနေလို့ပဲတရုတ်တွေလည်းပုံမှန်သွားကြလာကြစားကြတောက်ကြပါပဲအင်တာနက်လိုင်းတွေကလည်းထိုင်းကဖြတ်တယ်ဆိုတဲ့သတင်းတွေတက်နေပြီမြေဒီမှာကတော့အင်တာနက်ပြတ်သွားတာလည်းမရှိဘူးအားလုံးကပုံမှန်ပဲ လူတွေတောင်မှတိုးပြီးတော့ခေါ်နေကြသေးတယ်လို့ရွှေကုတ်ကိုမြို့အတွင်းမှာရောက်ရှိနေတဲ့သူတို့ကရှင်းပြလာပါတယ်။ကရင်ပြည်နယ်မြောက်ရည်မြို့နယ်ဒေသတော်ဝိုင်းမှာအွန်လိုင်းလုပ်ငန်းများကိုဆောင်ရွက်နေတဲ့နိုင်ငံသားများအားလုံးအောက်တိုဘာလ31ရက်နေ့နောက်ဆုံးထားပြီးတော့ထွက်ခွာပေးကြရန်စစ်ကောင်စီလက်အောက်ခံနယ်သားဆောင်တပ် BGF ကမေလာဇန်းပိုင်းမှာကြေညာခဲ့တယ်လို့သိရပါတယ်။ကရင်ပြည်နယ်မြောက်ရည်မြို့နယ်ဒေသတော်ဝိုင်းမှာရှိတဲ့ အွန်လိုင်းလုပ်ငန်းများဆောင်ရွက်နေကြတဲ့နိုင်ငံသားများအားလုံးကိုမေလ၁ရက်နေ့ကနေအောက်တိုဘာလ31ရက်နေ့အတွင်းထွက်ခွာပေးကြရန်တရားမဝင်နေဆက်ဖြတ်ကျော်ခိုးဝင်ရောက်ရှိလာတဲ့နိုင်ငံသားများဟာလည်း၎င်းတို့လာရလမ်းအတိုင်းတတ်မှတ်ရက်အတွင်းထွက်ခွာပေးကြရမှာဖြစ်ပြီးတော့အောက်တိုဘာလ31ရက်နေ့နောက်ပိုင်းတွေ့ရှိပါကဖိရောက်စွာအေးအေးယူခြင်းခံရမှာဖြစ်ကြောင်းကို BGF ကကြေညာခဲ့တယ်လို့သိရပါတယ်။အထဲမှာအလုပ်လုပ်နေတဲ့တရုတ်အပါအဝင်နိုင်ငံသားတွေစီကဒီလအတွက်တောင်မှထိုင်းဘက်2000လီဝါကောက်ခံနေလို့ တချို့ဆိုပေးတောင်ပေးပြီးသွားပြီကြားဖြတ်လုပ်ငန်းတွေကလည်းဆက်လက်ပြီးတော့လေပတ်နေလုံးပဲနှင်ထုတ်တယ်ဆိုတာဟန်ပြကြီးညာချက်ပါအခုအဝင်ထွက်တွေကိုလည်း BGF ကပဲထိန်းချုပ်ပြီးတော့အဝင်တွေကြီးပဲများနေတယ်လို့ရွှေကုတ်ကိုအတွင်းကိုထိုင်းကနေပြီးတော့စားတောက်ကုန်လူသုံးကုန်ပစ္စည်းများတည်ယူပို့ဆောင်ပေးနေတဲ့သူမြောက်ရီမျိုးကနေကန်ကုန်းတဲ့သတင်းအရေးမြစ်ကပြောဆိုခဲ့ပါတယ်ထိုင်းမြန်မာနယ်စပ်မှာထောက်ပို့လုပ်ငန်းများကိုအဓိကလှုပ်ဆောင်နေတဲ့နာမည်ကျော်တအူးကလည်းမြောက်ရီမျိုးသိမ်းတိုက်ပွဲမှာ BGF ကအကျိုးအမြတ်ထုတ်သွားတယ်လို့ ကြားဖြတ်နှိမ်နှင်းတရားဟန်ပြကြေညာချက်ထုတ်မှုအဖြစ်နဲ့သုံးသပ်ပြောဆိုထားပါတယ်။ဇကပုံတော်ရှိပါတယ်ဗျာမြန်မာနိုင်ငံရေးမှာတခင်ဆိုးရဲ့ဇကားလေးနာမည်ကြီးတဲ့ဖာကောင်းကလုတ်တဲ့ပြည်တစာပပျောက်ရေးဆိုတာမျိုးပေါ့ယုံရခက်ကြီးပါဗျာဘလို့မှမဖြစ်နိုင်ပါဘူးလူမြင်ကောင်းဖော်ရှိုးလုပ်နေတာဒါမျိုးတွေကအရှိမလဲတရုတ်တွေကိုပြန်ပို့ပါပြီဆိုပြီးတော့သူတို့လုတ်ပြတာပဲတကယ်တမ်းကြားဖြတ်နေကရွှေကုတ်ကိုထဲမှာအပြည့်ပဲလို့ထိုင်းမြန်မာနယ်စပ်မှာထောက်ပို့လုပ်ငန်းများကိုအဓိကလှုပ်ဆောင်နေတဲ့သူတို့ကသုံးသက်ပြောဆိုခဲ့ပါတယ် American အခြေစား USIP က KNB နယ်မှာရှမ်းပြည်မြောက်ပိုင်းကကြားဖြန့်ဂိုင်းများအရှိဟုန်နဲ့ရောက်ရှိနေပြီးတော့ American ကိုပြစ်မှတ်ထားလာတယ်လို့ပြောဆိုထားပါတယ်။ BGF ကဘုံမူကြီးစောချက်သူဘုံမူတင်ဝင်းနဲ့မုတ်တုံတို့ဟာကြားဖြန့်လုပ်ငန်းများမှာပါဝင်ပတ်သက်နေတယ်လို့ပြောဆိုထားပါတယ်။ American ဒေါ်လာ192တန်းအမြတ်အစွန်နှစ်စဉ်ရရှိနေပြီးတော့ Thai American တို့အပါအဝင်အိန္ဒိယနိုင်ငံများပါဝင်တဲ့အရေးယူဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်းရန်အကြံပြုခြင်းစတဲ့ အသေးစိတ်အစီရင်ခံစာကိုထုတ်ပြန်လာတဲ့အတွက် BGF ကဟန်ပြအေးအေးယူဆောင်ရွက်နေတဲ့ပုံစံလှုပ်လာခြင်းဖြစ်တယ်လို့သုံးသပ်ပြောဆိုထားကြပါတယ်။ပြည်သူတွေမှာမြောက်ရီကိစ္စနဲ့တဲ့ BGF ဆိုတာဘာလဲသိသွားကြပါပြီ။အခု BGF လုံမဲ့ကြားဖြတ်နိုင်နေရေးဆိုတာလဲဘာမှကိုယုံကြည်စရာမရှိတော့ဘူးဆိုတာသိနေကြတာပဲ။မြောက်ရီကိစ္စမှာတဲ့အတော်ကိုမှတ်သွားပြီလို့မဲဆောင်မှာရောက်ရှိနေတဲ့လူငယ်တပိတ်အဖွဲ့ဝင်တဦးကပြောဆိုထားပါတယ်။ရွှေကုတ်ကိုမြို့တက်ကိုစစ်ကောင်စီလက်အောက်ခံစောချစ်သူဦးဆောင်တဲ့ BGF အဖွဲ့ကထိမ့်ချုပ်ထားခြင်းဖြစ်ပြီးတော့ BGF ကရွှေကုတ်ကိုလောင်ကစားမြို့အတွင်းအလုံလုံနေတဲ့သူများအားလုံးကိုအခုနှစ်ဖေဖော်ဝါရီလမှာတအူးကိုထိုင်းဘတ်8962ဘတ်မက်စလာမှာတအူးကိုထိုင်းဘတ်19888ဘတ်ပေးဆောင်ဖို့အတွက်ကောက်ခံခဲ့တယ်လို့သိရပါတယ်လက်ရှိမှာလည်းလက်စင်ဂျင်းများကိုဆက်လက်ကောက်ခံနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းအောင်လံမြို့နယ်မှာစစ်မှုထမ်းအပတ်စဉ်နှစ်အတွက်လူရှာလို့မရတဲ့အတွက်ကြောင့်စစ်တပ်ကလူငယ်များကိုပေါ်တာဆွဲပြီးတော့ဖမ်းဆီးနေပြီးလူငယ်200နီးပါးကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လကုံပိုင်းကစတင်ပြီးတော့အခုမေလာပိုင်းအထိကိုစစ်မှုထမ်းအပတ်စဉ်နှစ်အတွက်စစ်တပ်က၎င်းတို့ရည်မှန်းထားတဲ့လူငယ်စစ်သားအရေးအတွက်စုဆောင်းလို့မရတဲ့အတွက်ကြောင့်အခုရက်ပိုင်းအတွင်းမှာလူငယ်200နီးပါးကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမှာညာပိုင်းအစင်းစစ်ပြီးတော့ဖမ်းဆီးခြင်းရင်းစည်းကမ်းဥပဒေနဲ့စစ်ဆေးဖမ်းဆီးခြင်း ဆလွယ်အိတ်လွယ်ထားတဲ့သူများကိုမတင်ငါမှုနဲ့ဖမ်းဆီးခြင်းစတဲ့အကြောင်းပြချက်မျိုးစုံနဲ့ဖမ်းဆီးခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးထားတဲ့လူငယ်များကိုအောင်လံမြို့အမှတ်တဲ့အခြေခံပညာအထက်တန်းကျောင်းမှာဖမ်းဆီးထိန်းသိမ်းထားပြီးတော့စစ်တပ်လေ့ကျင့်ရေးကျောင်းကိုပို့ဆောင်มาဖြစ်တယ်လို့သိရပါတယ်။လူငယ်တွေကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတာကတော့အတော်ကိုကြမ်းနေတယ်။ဆလွယ်အိတ်လွယ်ထားတဲ့သူတွေကိုမတင်ငါလို့ဆိုပြီးဖမ်းတယ်။ဆိုင်ကယ်အုပ်ထုပ်မဆောင်ပဲဆိုင်ကယ်စီးလို့ဆိုပြီးတော့လည်းဖမ်းတယ်။အဲဆေးမတိုင်လို့မှတ်ပုံတွေမပြနိုင်လို့မောင်ရိတ်ခုံလို့အရက်တောက်ပြီးမူးနေလို့ စတဲ့အကြောင်းပြချက်မျိုးစုံနဲ့ဖမ်းပြီးတော့စစ်သားစုဆောင်းတာဖမ်းထားတဲ့လူငယ်တွေကိုအထက်ကတည်းကចောင်းထဲမှာဖမ်းဆီးထားတယ်လို့အောင်လံမျိုးကပြည်သူတို့ကရှင်းလင်းပြောပြခဲ့ပါတယ်။လက်ရှိမှာအောင်လံမျိုးပေါ်မှာစစ်မှုထမ်းဖို့အတွက်အတင်းအကျပ်ဖိအားပေးခြင်းပေါ်တာဆွဲဖမ်းဆီးခံရခြင်းများကြောင့်လူငယ်များဟာထွက်ပြေးတိမ်းရှောင်နေရပြီးတော့မိသားစုလိုက်ထွက်ပြေးနေရမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင်အောင်လံမျိုးမှာစစ်ကောင်စီရဲ့တောက်တိုင်အဖြစ်နဲ့နာမည်ကျော်ကြားတဲ့တေယောကုန်းရက်ကွက်အုပ်ချုပ်ရေးမှုမြင့်အောင်ရဲ့နေအိမ်ကိုဘုံထောင်ရန်စူးစမ်းတယ်ဆိုတဲ့ စွတ်ဆွဲချက်နဲ့လူငယ်၃ဦးကိုလည်းစစ်တပ်ကမေလ၁၄ရက်နေ့မှာဖမ်းဆီးခဲ့ပြီးတော့အဲ့ဒီလူငယ်၃ဦးကိုအောင်လံမြို့ရဲစခန်းထဲမှာဖမ်းဆီးရိုက်နှက်စစ်ဆေးနေတာကြောင့်လူငယ်၃ဦးရဲ့အသက်အန္တရာယ်ဆိုးရိမ်ရတယ်လို့သိရပါတယ်။အောင်လံမြို့စစ်ကောင်စီခန့်တရော်ကုန်းရက်ွက်အုပ်ချုပ်ရဲမှုမြင့်အောင်မှာစစ်မှုထမ်းဖို့အတွက်အကျုံးဝင်တဲ့တားနှက်ဦးနဲ့သမီးတဦးရှိတော်လဲ၎င်းရဲ့တားသမီး၃ဦးစလုံးဟာစစ်မှုထမ်းရမယ့်စီးရင်ထဲမှာပါဝင်ခြင်းမရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့စစ်ကောင်စီအသက်သွင်းလိုက်တဲ့ပြည်သူစစ်မှုထမ်းဥပဒေအရမွန်ပြည်နယ်မှာစစ်မှုထမ်းအပတ်စဉ်နှစ်တင်တန်းကိုမေလ14ရက်နေ့မှာထပ်မံဖွင့်လှစ်လိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်စစ်မှုထမ်းအပတ်စဉ်နှစ်တင်တန်းကိုတန်ဖြူစရဲမြို့နယ်ဝဲကလေးခြေရွာအခြေစိုက်တက်ကကလေးလို့ခေါ်တဲ့အမှတ်၄တမတော်တန်းမြင့်တင်တန်းကျောင်းမှာထပ်မံဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီထုတ်ပြန်တဲ့မှတ်တမ်းတပ်ပုံတွေအရစစ်မှုထမ်းအပတ်စဉ်နှစ်တင်တန်းမှာစစ်သားစုဆောင်ခံရတဲ့သူရာခနန်းလောက်အထိတက်ရောက်နေတာကိုတွေ့ရပါတယ် အဲ့ဒီအပတ်စဉ်နှစ်တင်တန်းမှာစစ်သားတွေစုဆောင်းခံရတဲ့သူတွေဟာအတင်းအဓမ္မဖမ်းဆီးခံရတဲ့သူတွေသက်ဆိုင်ရာရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေကငွေနဲ့ဝယ်ယူပြီးတော့တင်တန်းကိုပို့ထားတဲ့သူတွေအများဆုံးပါဝင်တယ်လို့စစ်ကောင်စီနဲ့နှိစက်တဲ့သူတွေရဲ့ပြောပြချက်အရာသိရပါဗျ။စစ်မှုထမ်းအပတ်စဉ်နှစ်တင်တန်းမှာတက်ရောက်နေတဲ့တင်တန်းသားအရေးအတွက်နဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကတစုံတရာသတင်းထုတ်ပြန်ထားတာကိုတော့မတွေ့ရပါဘူး။ အရွယ်ရောက်ပြီးသားနိုင်ငံသားတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ်စစ်မှုထမ်းဥပဒေအရစစ်မှုထမ်းအပတ်စဉ်တင်တန်းကိုပြီးခဲ့တဲ့ AP လ10ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ဗမာရေးရနဲ့ပြိပခလေးလာရေးအဖွဲ့ BACS ကထုတ်ပြန်တဲ့အစီရင်ခံစာအရမွန်ပြည်နယ်ရဲ့စစ်မှုထမ်းအပတ်စဉ်တက်မှာစစ်သားတဲ့စုဆောင်းခံရသူတင်တန်းသားအယောက်200ကျော်ရှိတယ်လို့သိရပါတယ်။နိုင်ငံတော်လုံးမှာတော့စစ်မှုထမ်းအပတ်စဉ်တက်တင်တန်းအတွက်လူငယ်4300ကျော်စစ်သားတဲ့စုဆောင်းခံထားရပြီးတော့စစ်တင်တန်းကြောင်း15ကျောင်းကိုပို့ဆောင်ခံထားရတယ်လို့ BACS ရဲ့အစီရင်ခံစာမှာဖော်ပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ဝဲကြီးတောင်ကြေးရွာကိုမေလ15ရက်နေ့မနက်တနားရီအချိန်ခန့်ကစစ်ကောင်စီက Jet Fighter လေယာဉ်နဲ့ဘုံကျဲခဲ့တဲ့အတော့အပြစ်မဲ့ရဲသားပြည်သူ10ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဝဲကြီးတောင်ကြေးရွာကိုဘုံ၃လုံးထက်မနယ်ကျဲချခဲ့ပြီးတော့ဝဲကြီးတောင်စေယုံနဲ့စာတင်ကျောင်းဟာလုံးဝပျက်စီးသွားတယ်လို့ဒေသခံတအုပ်ကပြောဆိုခဲ့ပါတယ် ည7နာရီကျော်လောက်မှာ Jet Fighter တစ်စီးနဲ့ဘုံသုံးလုံးကျဲချခဲ့တယ်။တိုက်ပွဲရှိတာလည်းမဟုတ်ဘူး။ပြည်သူတွေတေအောင်တမင်လာကျဲတာ။ကျဲတာကလည်းဆေးရုံနဲ့စာတင်ချောင်းကိုလာကျဲတာ။အမျိုးသမီးတွေအပါအဝင်10ယောက်လောက်အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ပြောဆိုခဲ့ပါဗျ။မေလ14ရက်နေ့ည9နာရီကမှတန်တွဲမြို့နယ်လင်းတီကျေးရွာကိုမြို့အဝင်မှာရှိတဲ့ဗားရန်တောင်တိုင်ရင်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ကမန်လူမျိုး10ဦးထက်မနည်းသေးဆုံးပြီး3ဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးတော့မေလ14ရက်နေ့မနက်7:00နာရီကမှလည်း မောင်တော်မြို့နယ်ကင်းချောင်းကျေးရွာကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသမီး၃ဦးအပါအဝင်၄ဦးပွဲချင်းပြီးတေဆုံပြီး9ဦးထက်မနည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကင်းချောင်းကျေးရွာအနီးတိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲနဲ့လူစုလူဝေးရှိတယ်ဆိုပြီးတော့စစ်ကောင်စီကတရင်ရသွားတဲ့အတွက်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ကင်းချောင်းရွာသားတို့ကပြောပြခဲ့ပါဗျ။စစ်ကောင်စီကကျွန်တော်တို့ရွာကိုလေရင်နဲ့ဘုံနှလုံးနဲ့လာကျဲတယ်ဒီနားမှာတိုက်ပွဲရှိတာလည်းမဟုတ်ဘူးရွာထဲမှာလူစုလူဝေးရှိနေတယ်ဆိုပြီးတရင်ရသွားလို့ထင်တယ် ကျွန်တော်တို့ရွာက၂ယောက်သေးတယ်ကျွန်တော်တို့ရွာကိုတခြားရွာကဈေးလာရောက်နေ၂ယောက်သေးသွားတယ်ခဏဦးထက်မနဲ့ထိခိုက်ဒဏ်ရာရတယ်သေတဲ့လူရောထိခိုက်ဒဏ်ရာရတဲ့သူရောအရန်ကိုရုတ်ပြက်ဆင်းပြက်ဖြစ်သွားတာနှလုံးရောဂါရှိတဲ့သူဆိုကြည်ရဲမှာတော့မဟုတ်ဘူးတော်တော်လေးကိုရက်ဆက်လုံးပါတယ်ဗျာလို့ပြောဆိုခဲ့ပါတယ်တန်တွဲမောင်တော်ဘူးစီတောင်ဒေသမှာအေအေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေပြင်းထန်လျက်ရှိနေတော်လဲစစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့လူနေကြေးရွာများကိုရည်ရွယ်ချက်ရှိရှိနဲ့ဥတီပြီးတော့တိုက်ခိုက်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။